မင်္ဂလာပါရှင်ပကံနျူးရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါစကိုင်းတိုင်းခင်ဦးမြို့နယ်မုံလွာရွာကနေပြင်ထောင်ရွာအသွာလမ်းတနေရာမှာအင်အား180ခန့်ပါတဲ့စစ်တပ်လောက်ခန့်ပြူစောတိစစ်ကြောင်းကိုပြက်အောင်တိုက်ခိုက်ခဲ့တယ်လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီကနေ့ထုတ်ပြန်ပါတယ်မနေ့ကနိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီအချိန်ခန့်မှာခင်ဦးမြို့နယ်မုံလွာကျွရွာအတွင်း၄ရက်အကြာထိုင်ချခဲ့တဲ့ စစ်တပ်ပြူစော်တီပူပေါင်းစစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ဒီစစ်ကြောင်းကို တော်လန်ရဲ့အင်အားစုတွေကပူပေါင်းပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာအများပြားသိဆုံးပြီးတက်ပြက်ခါကစင်ကလေးရနဲ့ထွက်ပြေးသွားကြတယ်လို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။စစ်တပ်ပြူစော်တီစစ်ကြောင်းကတည်ဆုံသူတွေကိုခြံထားပြီးယာယီထိုင်ချရာမုံလရွာတွေကိုထွက်ပြေးသွားကြတယ်လို့သိရပါဗျ။တော်လိုင်းအင်အားစုတွေဘက်ကထိခိုက်တာမရှိဘဲစစ်တပ်ရဲ့လက်နက် ကြီးခရဲအများပြကိုတင်ဆဲခဲ့တယ်လို့တော်လန်ရေးတက်တွေကပြောပါတယ်ဒီပူပေါင်းစစ်စင်ရေးကို အမှတ်နှစ်ရွှေဖို့ခရိုင်အမှတ်သုံးတက်ရင်ခင်ဦးမြို့နယ်ပါကဖတိုက်နယ်ပါကဖတွေနဲ့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပါဝင်ခဲ့တယ်လို့သိရပါတယ် မကွေးတိုင်းညာမြို့နယ်အနောက်တောင်ပိုင်းပေါင်မြို့နယ်အဆက်မှာရှိတဲ့တဲကြီးရွာကိုဒီကနေ့ညနေမှာစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ညာမြို့နယ်အညာမြေရက်ဖက်လူမှုဖွဲ့စည်းကထုတ်ပြန်ပါတယ်။ဒီစစ်ကြောင်းဟာတဲကြီးရွာကိုမနေ့ကမီးရှို့ဖျက်ဆီးပြီးကညအိတ်ခဲ့ပြီးဒီနေ့မှာထပ်မံမီးရှို့ဖျက်ဆီးခဲ့တာလို့အညာမြေဖွဲ့ကထုတ်ပြန်ပါတယ်။တဲကြီးရွာကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်ကြောင်းဟာပေါင်နယ်ဘက်မှာရှိနေတဲ့စစ်ကြောင်းနဲ့ မြိုင်တွေကစစ်ကြောင်းနှစ်ခုပေါင်းထားတဲ့စစ်ကြောင်းဖြစ်ပြီးအင်အား200ကျော်ရှိတယ်လို့သိရပါတယ်။ဒီစစ်ကြောင်းဟာမြိုင်မြို့နယ်စက်မှုနှစ်ကိုသွားမယ်လို့ယူဆထားပြီးပြည်သူတွေစစ်ကြောင်းအသည့်လေးကြောင်းတတိအမြဲရှိကြဖို့အညာမြေရက်ဖက်လူမှုကွန်ရီအဖွဲ့ကအတည်ပြုထားပါတယ်။မကွေးတိုင်းပေါင်မြို့နယ်မြန်မြို့နယ်မှာစစ်ကောင်စီတပ်သား၄ဦးအလင်းဝင်ရောက်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်တွေကသတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်မှ69လောက်ခန့်ခလာရ48ကစစ်ကောင်စီတပ်သားတဦးအလင်းဝင်ရောက်ခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။အင်အား300ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာပေါ့မြုံနဲ့ကျေးရွာတရွာမှာနိုဝင်ဘာလ22ရက်နေ့ကဝင်အိတ်ခဲ့ကြပြီးနိုဝင်ဘာလ23ရက်နေ့မနက်မှာပြန်လည်ထွက်ခွာခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းကစစ်ကောင်စီတပ်သားအသက်26နှစ်အရွယ်ပြည်စုံဟင်းစစ်မှုထမ်းအပတ်စဉ်15ဟာ တနက်တလက်နဲ့ကြီးတွေယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တာလို့ထုတ်ပြန်ပါတယ်။ဒီတသားကိုစုံစမ်းမေးမြန်းပြီးတဲ့နောက်ကောင်းမွန်စွာဆောင်ရှောက်ထားတယ်လို့သိရပါတယ်။အလားတူနိုဝင်ဘာလ23ရက်နေ့မှာပေါ့မြို့နယ်ညာမြို့နယ်ကိုဝင်ရောက်နေတဲ့ခလာရ418 419စစ်ကြောင်းတွေကတက်သားတန့်စဉ်တက်သားတင်ထွန်းနဲ့တက်သားအောင်မိုးတို့ဟာလက်နက်ခဲယွန်းတွေယူဆောင်လာပြီးမြိုင်ပကဖထံမှာအလင်းဝင်ခိုလုံခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ပေါင်းမြုံနယ်နဲ့ညံမြုံနယ်မှာစစ်တပ်စစ်ကြောင်းဟာပြည်သူ6ရောက်ထက်မနည်းကိုတပ်ဖြတ်ထားပြီးကျေးရွာနေအိမ်25လုံးကျော်ကိုမိရှို့ထားတယ်လို့ကာကွယ်ရေးတပ်တွေကလည်းသိရပါဗျ။ပကံနူးရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။